မြန်မာနိုင်ငံဟာမြေပြုံမှုနဲ့ငလင်တံကိုနောက်တစ်ကြိမ်ခန်းစားရအောင်မယ်လို့ဟော်ကိန်းထုတ်လိုက်တဲ့ထိုင်းပြည်တွင်ဆီယာမ ရဲတပ်များလုံးမမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြလဲကျူစွာလိုက်ပါရင်မြန်မာနိုင်ငံဟာနောက်ထပ်အငင်းငလင်ဘေးအန္တရာယ်နဲ့အတူတဘာဝဘေးအန္တရာယ်တွေကိုထပ်မံခန်းဆားရအောင်မယ်လို့ဟော်ကိန်ထုတ်လိုက်တာကတော့ထိုင်းနိုင်ငံကအနေမဲ့ကြီးဘေးဒင်းဆီယာမမက်ပလိုင်းဖြစ်ပါတယ်ဘေးဒင်းဆီယာမမက်ပလိုင်းဟာဆိုရင်ထိုင်းနိုင်ငံမှာအကြမ်းမြင်ရပြီးတော့ကွက်တီအမှန်ကန်လုံးနဲ့အနာကဟော်ကိန်တွေကြောင့်တော်တော်လေးကိုနာမည်ကြီးရဲ့ဘေးဒင်းဆီယာမဖြစ်ပါတယ်ထိုင်းဘေးဒင်းဆီယာမမက်ပလိုင်းဟာဆိုရင်အခုနှစ်ထိုင်းတကြံပွဲတော်မှာလူသေဆုံးမှုတွေမိလောင်မှုတွေဖြစ်မယ်ဆိုပြီးတော့ဟော်ကိန်ထုတ်ထားခဲ့ရပါအမှန်တကယ်မှာလဲ ထိုင်းပြည်တွင်ဆီယမဟောထားတဲ့အတိုင်းထိုင်းနိုင်ငံမှာတကြံပွဲတော်အတွင်လူသေဆုံးမှုနဲ့မိကြီးလာမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပြည်တွင်ဆီယမမပလိုင်းနဲ့ပတ်သက်ပြီးတော့နာမည်ကြီးသွားစေတာကတော့မြန်မာငလင်းနဲ့ပတ်သက်ပြီး2024ခုနှစ်မှာဟောထားတဲ့အဟောကိန်းပါထိုင်းနာမည်ကြီးအကြမ်းမြင်ပြည်တွင်ဆီယမမပလိုင်းဆိုတာ2024ခုနှစ်တုန်းကအဟောကိန်းတစ်ခုမှာမြန်မာနိုင်ငံမှာမကြခင်ငလင်းကြီးတစ်ခုလှုပ်ဖို့ရှိပြီးမြန်မာငလင်းရဲ့အရှိန်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ထိအချိုးတက်ရောက်မှုရှိနိုင်ကြောင်းမြန်မာငလင်းကြောင့်ဘန်ကောက်မြို့မှာပျက်စီးဆုံးရှုံးမှုတွေများပြားမယ်ဆိုပြီးပြော ခဲ့ပွားတယ်။အဆိုပါဗေဒင်ဆီယာမပြောချိန်မှာလူတွေကသတိမထားမိခဲ့ကြပေမဲ့အမှန်တကယ်ကိုမြန်မာငလင်ကြီးလှုပ်ခတ်တယ်လို့တိုင်းနိုင်ငံဘန်ကောက်မြို့မှာပျက်စီးဆုံးရှုံးမှုကြီးမှာခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့ဗေဒင်ဆီယာမမပလိုင်းကမြန်မာနိုင်ငံမှာနောက်ဆက်တွဲမြေငလင်တွေကြောင့်မြေပြုံမှုတွေနဲ့လူတွေအသက်ဆုံးရှုံးနိုင်တယ်လို့ထပ်မံဟောကင်းထုတ်လိုက်ပါတယ်။ဒါအပြင်မကြာခင်မှာပဲအင်ဒိုနီးရှားနိုင်ငံမှာမီးတောင်ကြီးတတောင်ပောက်ကွဲမှုနဲ့အတူအင်အားအကြီးဆုံးမြေငလင်ကြီးလှုပ်ခတ်မှာဖြစ်ပြီးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမြေငလင်ထံကိုခန်းစားရမှာဖြစ်ပြီးဆူနာမီ ရေလိုင်းတွေလည်းလာနိုင်တယ်လို့ဆိုပါတယ်။ဗီဒင်ဆီယာမမက်ပလိုင်းကမကြခင်မိုရင်းကာလာကိုရောက်တော်မယ့်အချိန်မှာငလင်ကြီးလှုပ်ခဲ့တဲ့မြန်မာနိုင်ငံအတွင်းနောက်ဆက်တွဲမြေငလင်နဲ့မြေပြိုမှုတွေကြောင့်လူတွေအသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးမှုတွေရှိလာမယ်လို့ ကြိုတင်သတိပေးလိုက်တာဖြစ်ပါတယ်။မိုးလေဝသပညာရှင်တွေကလည်းမြေကျောတွေပါပြက်၍သွားတဲ့မြန်မာငလီဟောင်းမိုးများတဲ့ရာသီဥတုကြောင့်မြေပြုံမှုအန္တရာယ်တွေရှိနိုင်ကြောင်းသတိပေးထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်မိတ်တီလာကန်ကန်ပေါင်းပြိုကျမှုဖြစ်ပွားသွားခဲ့ရပါ။ဒါ့အပြင်ဗီတင်ဆီယမမက်ပလိုင်းကမကြခင်လပိုင်းအတွင်းအင်ဒိုနီးရှားနိုင်ငံမှာကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုကြောင့်အင်အားပြင်းဆုံးမြေငလင်ကြီးတစ်ခုထပ်မံလှုပ်ခတ်ဖို့ရှိနေပြီးတော့မြန်မာအပအဝင်အရှိတောင်အာရှနိုင်ငံတွေမှာပျက်စီးဆုံးရှုံးမှုများပြားမယ်လို့သတိပေးလိုက်တာဖြစ်ပါ ါတယ်။ဒီလိုအင်အားပြင်းပြင်းကလေးကြောင့်ဆူနာမီရေလိုင်းတွေဖြစ်ပေါ်ကလူသေဆုံးမှုအများကြီးနိုင်မလားဆိုတာကတော့ထပ်မံအာရုံခံရအောင်မယ်လို့ဘေးရင်ဆီယာမမက်ပလိုင်းကဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်းငလင်းလှုပ်မဲ့လို့ကြိုတင်သတိပေးခဲ့တဲ့အင်တာနက်ကဆရာကြီးတယောက်ကလည်းဧပြီလ22ရက်နေ့မှာငလင်းကြီးအရှိတောင်အာရှဒေသမှာလှုပ်ခဲ့မယ်လို့ပြောခဲ့ရကြောင်းလူတွေအလုံးကတော့သတိထားနေရတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံမှာငလင်းထက်လှုပ်ကလူတွေထိခိုက်အောင်မယ်ဆိုတဲ့ထိုင်းပြည်တွင်ဆရာမရဲ့ဟောပြောချက်တွေကိုဘယ်လိုမြင်လဲဆိုတာပြောသားခဲ့ကြပါအောင်ရှင်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။